ချစ်စရာကောင်းတယ်ဆိုတဲ့တရားလေးပါချစ်စရာကောင်းတယ်ဆိုတာကပင်ကုံညနာသွင်းပြင်းစကားပြောပုံကိုယ့်ရဲ့ကိုယ်သွေးပေါ့အဲ့လိုကိုယ့်ရဲ့ကိုယ်သွေးကောင်းတဲ့သူတွေဟာချစ်စရာကောင်းတယ်သူရဲ့ရိုသားမှုသူရဲ့စင်ကြယ်မှုသူရဲ့ရင်သွေးမှာရှိနေတဲ့နှလုံးသားကိုအတိုင်းအတာမြင်ရတယ်ညနာမှလည်းမြင်ရတယ် စကားထဲမှာလည်းမြင်ရတယ်စကားထဲမှာလည်းခံစားလို့ရတယ်ပေါ့သူရဲ့အမူအရာတွေထဲမှာလည်းတိတိတသားကြီးကို ပေါ်လွင်နေတတ်တယ်ပြီးတော့သူကယိုယိုကျိုးကျိုးရှိတတ်တယ်ကုညီချင်းတတ်တဲ့စိတ်ရှိတယ်တတ်တဲ့ကြွကြွလည်းရှိတတ်တယ်ရွှင်ရွှင်ပြပြလည်းရှိတတ်တယ်ပြီးတော့သူနဲ့ပတ်သက်တဲ့အပေါင်းအသင်းတွေရဲ့ အပူအအေးတွေကိုလည်းညဝေခန်းစားတတ်တဲ့သဘောထားရှိတယ်။ပြီးရင်ကုညစ်တတ်တဲ့သဘောထားလည်းကုညစ်တတ်တဲ့သဘောလေးလည်းရှိတယ်။ကျင်နာတတ်တဲ့သဘောလေးလည်းရှိတယ်။အဲ့ဒါတွေကိုအကုန်လုံးကိုသူ့ရဲ့နေပုံ၊ထိုင်ပုံ၊ပြောပုံ၊ဆိုပုံ အကုန်လုံးမှာရုပ်စွာဆုံးသူ့ရဲ့အမှန်လေးအတန်ထားမှာကိုကခန်းစားလို့ရတယ် အဲ့လိုဆိုတဲ့အခါကျတော့ဒီလိုလူမျိုးကိုလူတွေချစ်ကြလူတွေမချစ်တဲ့သူကဘယ်လိုလဲဆိုတော့ဝိပါဒလွယ်တယ်ကဲ့ရဲ့လွယ်တယ်ဒုက္ခရောက်နေတဲ့အခါမှာနှစ်သိမ့်မပေးတတ်ဘဲနဲ့အပြစ်တင်တတ်တယ် now ခုံတိုက်တတ်တယ်ကိုယ့်အပေါ်မှာမလိုမုန်းတာစိတ်နဲ့ကြံတတ်တယ်ညနာကပြုံးပြနေပေမဲ့လို့အတွင်းစိတ်ပုံနေတတ်တယ် အဲ့ဒါတွေကိုအတွင်းစိတ်ပုတ်တဲ့သူတယောက်ကတော့သူများမသိတော့ဘူးလို့သူထင်တယ်။မျက်နှာသူပြုံးပြထားတယ်။ဒါပေမဲ့လောကကြီးကအလုံးမမအားတာသိတာပေါ့။ဘလောက်ပဲအကျိုးလိုတဲ့စကားတွေပဲပြောနေပနေဘလောက်ပဲပြုံးပြနေပစေလူတယောက်ကိုသူ့ရဲ့လုံပုံကိုင်းပုံတွေကိုကြည်ပြီးတော့အကဲခတ်လို့ရကြတယ်။ဒီလိုနဲ့ပဲသိသွားကြတာပဲ။အဲ့တော့ ်နာပေါ်မှာအလှတွေပြင်ထားတိုင်းလဲချစ်စရာမကောင်းဘူး။ရုပ်သားချောနေတိုင်းလဲချစ်စရာမကောင်းတတ်ဘူး။စီစဉ်ဥစ္စာတွေကြောဝါချမ်းသာနေတိုင်းလဲချစ်စရာမကောင်းတတ်ဘူး။ချစ်စရာကောင်းတဲ့ဆိုတဲ့သူတွေကအချို့အပြင်ပြောရင်တော့တရားနဲ့ပြည့်ဝနေတဲ့သူမျိုးတွေပေါ့။မေတ္တာဓာတ်ပြည့်ဝနေတဲ့သူတွေကရုဏာဓာတ်ပြည့်ဝနေတဲ့သူတွေ ပြီးတော့မုဒိတာဆိုတဲ့ဂုံအရေသွေးလည်းရှိတယ်။သူများကိုမနာမလိုတတ်ဘူး။သူများရဲ့မကောင်းစကားကိုလည်းနားမထောင်တတ်ဘူး။သူများရဲ့အတင်းအပြင်းတွေကိုအာရဝန္တာနဲ့ပြန်ပြီးတော့လည်းဆွေးနွေးခြင်းပြောဆိုခြင်းမလုပ်တတ်ဘူး။ရှောင်တယ်။သဘောကောင်းတယ်။အေးတယ်။အနေအေးတယ်။ဒါပေမဲ့ကိုညစ်တတ်တယ်။အဲ့လိုလူမျိုးတွေကပတ်ဝန်းကျင်မှာ လေ့လာခြင်းတွေ့တယ်လူတွေမကောင်းဘူးမကောင်းဘူးလို့ပြောနေပေမဲ့လို့ရှာကြည့်လိုက်ရင်ရှိသေးတယ်အဲ့ဒီလူလူမျိုးလေးတွေကတန်ဖိုးရှိတယ်ကိုယ်လည်းပဲတန်ဖိုးရှိတဲ့သူဖြစ်အောင်အဲ့လိုမျိုးစ조사တင်တယ်ယောသားချင်းကျင်နာတတ်ချင်းကိုညစ်တတ်ချင်းဒါပေမဲ့ကိုယ့်ရဲ့ယောသားချင်းတို့ကိုညစ်တတ်ချင်းတို့ကတော့သူများကိုယ်ကိုနင်းဖို့တော့အပြစ်မခံနိုင်ဘောဒါတော့တတိထားဘော ကိုကိုရဲ့မိမိတကူရေအန္တရာယ်ကင်းခြင်းနဲ့မိမိတကူရေလောက်ကင်တဲ့အလုပ်တွေမှာအဆင်ပြေစေဖို့အခွင့်အလမ်းတွေတိုးတက်လာစေဖို့ဆိုတာတွေမှာလူဟာချစ်စရာကောင်းတဲ့သူတယောက်ပေါ့ချောနေစရာလည်းမလိုဘူးလှနေစရာလည်းမလိုဘူးဒါပေမဲ့သူ့ကိုမြင်လိုက်ရင်အော်ဒီကလေးဟာသူမဟုတ်ဒီလူဟာယူလေယူသားတယ်ကျန်တာတက်တယ်ကုညီတက်တယ် စေရင်စေတနာရရှိတယ်စသည်ဖြင့်ပေါ့အဲ့ဒီလိုမျိုးအည်သွေးလေးတွေကဒါလူတယောက်တည်းချစ်စရာကောင်းတဲ့အည်သွေးဖြစ်သွားတယ်နှလုံးသားလာတဲ့သူတွေဟာလူချစ်တာကိုခံကြရတယ်အဲနှလုံးသားလာတဲ့သူတွေဟာတချို့သောသူတွေဟာရုပ်ရည်မချောမောတော့တဲ့နှလုံးသားလာတဲ့အတွက်ကိုလူတွေကအနာမထားခြင်းကြတဲ့အဲ့လိုလူမျိုးကိုကြွေးခြင်းမွေးခြင်းကြတယ်အဲ့တော့အဲ့ဒါဟာချစ်စရာကောင်းတဲ့သူတယောက်ရဲ့အည်သွေး ဒီတော့ကိုချစ်လို့ရတဲ့သူတွေကိုကို နားလဲပါတယ်အဲ့တော့ကိုကိုတိုင်လည်းပဲကို ချစ်လို့ရတဲ့သူတယောက်ဖြစ်အောင်ကြိုးစားလိုက်ပါကြိုးစားလိုက်တဲ့အခါကိုချစ်လို့မရတဲ့သူတွေမှာရှိတဲ့သို့သောအရေးချင်းတွေမျိုးမရှိအောင်လည်းပဲကြိုးစားပြီးတော့ရှောင်သွားဖို့လိုတယ်ပယ်သွားဖို့လိုတယ်လူတွေမကြိုက်တာက ဝေဘာနာကိုမကြိုက်ဘူးပြီးတော့အတင်းပြောတာကိုမကြိုက်ဘူး ပြီးရင်ကိုယ့်အပေါ်မှာကြံကြံတန်းတန်းပြောတာကိုမကြိုက်ဘူးပြီးလို့ရှိရင်အတွင်းရေးတွေကိုဝင်ရောက်ဆော့ဖက်တာတွေပါတွေကိုမကြိုက်ဘူးဒီလိုမျိုးစီကံလေးတွေလူလောကမှာရှိတာပေါ့အဲ့ဒါကိုနားလည်မယ်ဆိုရင်ချစ်စရာကောင်းတဲ့သူတယောက်ဖြစ်လာပြီးတော့မင်္ဂလာတွေနဲ့လည်းပြည့်စုံလာမယ်ပြီးရင်အောင်မြင်ဖို့လမ်းစာတွေလည်းတွေ့လာပါလိမ့်မယ်ကဘာသူကဘာသာပေါင်းအားလုံးချစ်စရာကောင်းတဲ့လူသားများဖြစ်နေကြပါစေ။